ားလုံးပဲမင်္ဂလာပါရှင် Healthy Lifestyle မှာပြန်လည်ကြိုဆိုပါရစေ။အခုပြောပြခြင်းတဲ့အကြောင်းအရာလေးကတော့ဝမ်းချုပ်တတ်တဲ့သူတွေအတွက်ဝမ်းချုပ်နေသူများအတွက်ပေါ့နော်။တက်တာအောင်လို့လှုပ်လို့ရမယ့်နီးလန်းလေးတွေကိုပြောပြခြင်းပါရစေ။ပထမဆုံးအနေနဲ့ကတော့ကျမတို့မနက်အိပ်ရထားတဲ့အချိန်မှာတောက်ကြီးနှစ်ခွက်ကိုစက်တိုက်တောက်ပေးမယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ဥတွေကိုအလုံးလုံးစီရဲ့အတွက်ကြောင့်မို့လို့ဝမ်းသွားစေပါရစေ။နေ့စဉ်ရေ၈ခွက်ကနေပြီးတော့၁၀ခွက်အထိတောက်တဲ့အချိန်ကိုအမြဲတမ်းမွေးမြူပေးဖို့အတွက်ပြောခြင်းနေပေါ့နော်။ဒါကကြတော့ကျမတို့ရဲ့ခန္ဓာကိုယ်မှာအလိုအပ်တဲ့ရေဓာတ်ကိုဖြည့်ဆည်းပေးဖို့ အတွက်ပါနောက်တစ်ခုကတော့တံမြာသီစားပေးတာပေါ့နော်တံမြာသီကလည်းဝမ်းချုပ်ခြင်းကိုတသက်သာစေရတဲ့အတွက်ကြောင့်မို့လို့မနက်အိပ်ရာထားတဲ့အချိန်မှာအစာမစားခင်ဒီရေနွေးဖန်ကွက်ကိုတံမြာသီတစ်လုံးညှစ်ပြီးတော့ပြားရည်လက်ဖက်ရည်စုံတစ်စုံနဲ့စားနေငယ်နဲ့ဖြောပြီးတော့တောက်လို့ရပါတယ် နောက်တစ်ခုကတော့ဘယ်ဒီဟင်းနုနယ်ရွက်စားရဲပေါ့နော်ဒီအစင်းရောင်အစားအစာတွေကိုစားပေးတာပါဟင်းဒီဟင်းရွက်ဒီနဲ့ဒီလိမ္မော်သီးတို့တစ်တော်သီးလိုလိုမျိုးပဲတစ်တော်သီးလိုလိုမျိုးပဲပေါ့နော်အရေရွှမ်းပြီးတော့အမြင်တက်များတဲ့အစားအစာတွေကိုစားပေးလို့ရတယ်ဝမ်းချုပ်နေတဲ့သူတွေကနောက်အမြင်တက်ပေါများတဲ့ဒီပေါ့နော်ဂုံရှော်အစိတ်တွေကအစာကြီးလွယ်ပြီးတော့ဝမ်းချုပ်ခြင်းကိုလည်းတက်တာပြောက်ပြင်းစေပါတယ်နောက်တစ်ခုကနွားနို့ပူပူလေးတောက်ပေးခြင်းအားလည်းကျမတို့ရဲ့ဥမာကြီးကိုကောင်းစွာအလုံးလုံးဖို့အတွက်လှုံ့ဆော်ပေးရပေါ့နော်ဆိုတော့ဝမ်းမချုပ်စေဘူး ူနောက်တစ်ခုကညာအိယာဝန်ခံနီးမှာနွားနို့ပူပူထဲမှာထောပတ်လေးကိုလက်ဖက်ရည်စုံတစ်စုံလောက်ပဲဒီပမာဏလောက်ပဲပေါ့နော်အထည့်ပြီးတော့ခတ်ပြီးတော့တောက်ပေးမယ်ဆိုလို့ရှိရင်မနက်ပိုင်းအိယာနိုးတဲ့အချိန်မှာချောချောရှူရှူနဲ့ဝမ်းသွားရလွယ်ကူပါတယ်နောက်တစ်ခုကတော့ကျမတို့မနက်စောစော15မိနစ်လောက်လမ်းသွက်သွက်ရှောက်ပေးမယ်ဆိုလို့ရှိရင်ဥရီကိုလှုပ်ရှားစေပြီးတော့ဝမ်းသွားစေပါတယ် နောက်တဖန်းဒီပဲကတိပါမြေပဲစွန်ပလွန်ဒီပဲပင်ပေါက်တီကိုစားပေးလို့ရတယ်နောက်တစ်ခုကတော့မလကာဒီပေါ့နော်ဦးနီဒီအမဲကိုစားပေးမယ်ဆိုလို့ရှိရင်လည်းဝမ်းချုပ်ခြင်းကိုတတ်တာစီမှာပဲဖြစ်ပါတယ်နောက်ကြံရီခရမ်းကျင်ဒီနဲ့ဒီမုံလာဥပေါ့နော်မုံလာဥဒါမှမဟုတ်လို့ရှိရင်မုံလာဥအနီပေါ့အဖြူရောအနီရောစားပေးမယ်ဆိုလို့ရှိရင်ဝမ်းတက်စီရယ်ဝမ်းကောင်းစီရယ်နောက်ပြီးွားလို့ရှိရင်မနက် တိုင်းပေါ့နော်ဒီတင်မောတိမှမဲ့ကိုစားပေးလို့လည်းရတယ်။နောက်ပန်းသီးရလည်းဝမ်းချုပ်ခြင်းကိုကောင်းကျိုးပြုတဲ့အတွက်ကြောင့်မလို့တနေ့ကိုနှလုံးလောက်တော့မမှန်စားပေးဖို့လိုပါတယ်။တကယ်လို့တနေ့ကိုနှလုံးမစားပေးဘူးဆိုရင်တော့မတနေ့ကိုတစ်လုံးလောက်တော့စားပေးလို့ရတယ်ပေါ့နော်။နောက်အဲဒီကလမ်းမြင်းခွက်ကလမ်ကလာမြင်းခွာရွက်ပေါ့နော်ကလာမြင်းခွာရွက်အပင်ပေါ့နော်ဒီအပင်ရဲ့အပွင့်ကိုတကြားနဲ့ရောပြီးတော့ချိန်ပြီးတော့လဲစားလို့ရပါတယ်နောက်တစ်ခုကချက်ဟင်းငါးသီးကို ဟိုဒီကိုကတောက်လို့ရတယ်ပေါ့နော်တောက်ရေးစားလို့နဲ့စိန်ပြီးတော့တောက်လို့ရပါတယ်နောက်တစ်ခုကချက်ဟင်းကားတီးကိုရေနံစီနဲ့စိန်ပြီးတော့ဝမ်ပိုက်ကိုလိမ့်ပေးမယ်ဆိုလို့ရှိရင်လည်းဝမ်ချုပ်တာတတ်တာစီပါတယ်ဆိုတော့အခုပြောခဲ့တဲ့အချက်လေးရတော့ဝမ်းချုပ်တက်တဲ့သူတွေဝမ်းမသွားတဲ့လူတွေအတွက်ပေါ့နော်လုံလို့ရမယ်နီလန်လေးပေါ့နော်အာ ြောပြပေးခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ဒီနီလန်းလေးတွေကိုလှုပ်ပေးပြီးတော့ဝမ်းချုပ်တဲ့သူတွေရှိရဲဆိုလို့ရှိရင်လည်းဝမ်းမချုပ်အောင်အလုပ်လို့ရတယ်ပေါ့နော်ဆိုတော့အားလုံးပဲဒီဗီဒီယိုလေးကြည့်ပြီးတော့အဆစာရေးအဆင်ပြေမယ်လို့လည်းမျှော်လင့်ပါတယ်ရှင်အဲကျမကြီးနဲ့ပတ်သက်ပြီးတော့တခုခုသိချင်တာရှိရဲဆိုလို့ရှိရင်ကွန်မန့်မှန်ခဲ့ပြီးလို့ရပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်